ညီအစ်ကိုမင်္ဂလာပါ Squad Forward Channel ကနေပြန်လည်ကြိုးစားပါတယ်ကျွန်တော်ကိုရင်းဖြစ်ပါတယ်ညီတို့ဒါမင်္ဂလာမနက်ခင်းလေးပါနော်ညီတို့ဒီနေ့ကမ္ဘာဖလား70ပွဲဒုတိယနေ့တပွဲကောင်ပွဲကြုံတုံးတဲ့ channel တင်ဆက်ပေးမှာပါနော်ကိုရင်းတို့ဒါဒီပထမနေ့ကကိုရင်းရွေးချယ်ပေးရတော့ Hungry Body ရွေးချယ်ပေးခဲ့တယ်ဇီဝမ်ဆိုတဲ့ရလက်နဲ့9.9ခဲ့ပါနော်ညီတို့ဒါနောက်ကြမှာကစားညီကိုလည်းတလုံးတည်ကြီးနေတော့ဖြစ်လိမ့်မယ်အစောကစားညီကိုတွေကတလုံးမိုင်းနဲ့ပြားဆုံးနေတော့ဒါမနေ့ကစင်မပြေဖြစ်သွားတယ်ပါနော်ကိုရင်းဒါဒီနေ့တပွဲကောင်ဒါ ေချာလေးတော့ရွေးထားရပါတော့။မောင်းကိုင်းလေးသိန်းမောင်းကတင်ပေးတာလည်းဒါယူရိန်းဘော်ဒီလေးနဲ့ဒါမောင်းကြိုးရလို့ပြောလို့ရတယ်ပေါ့နော်။ဂျန်နေဝယ်ရေးအဆင်ပြေပါတယ်နော်။ကိုင်းပြန်မှာဆုံးမှာဂျန်တေဂန် channel လေး join လာပြီပါနော်။တေဂန် channel လေးမှာတပွဲကောင်းနေမောင်းကတင်မြင်းတင်ပေးနော်။ဒါကြောင့်တေဂန် channel လေးကို join လာမှုမေးပါနဲ့။တေဂန် channel လေးလေးကိုဒီ video ရဲ့ comment link မှာရောဒီကိုင်းရဲ့ profile ပေါ့နော်။ အဲဘိုင်ယိုလင်းမှာရှိပါတယ်เนาะညိုလေးလင်းနေပြီးတော့ join ပြပါเนาะကိုရင်လို့ဒါတပွဲကောင်းညီမဆန်တော်ကြီး2015ထိုင်းဆန်တော်ကြီး2045မှာကံမဲ့ဒါအုပ်စုကြီးရဲ့ဒါအုပ်စုဘုံနေရလူပွဲပေါ့เนาะ and ပိုလန်တင်းနဲ့ဒါနယ်သာလန်တင်းတို့ရဲ့ပွဲချုပ်တုံးသက်ချက်လေးကိုတင်ဆက်ပြီးသွားမှာပေါ့เนาะပွဲချုပ်တုံးသက်ချက်မပြောခင်ကနှစ်သင်းရဲ့ head to head တွေသွားလိုက်မှာပေါ့เนาะ ဒီနေ့ဒါဟာတို့ကပြောရမယ်ဆိုရင်နက်သလန်ရဲ့ကွင်းမှာတော့ဒါ2ပလက်50ကြီးပြီးခဲ့တယ်11ဆိုတဲ့ရလန်နဲ့ဒါတေးကြတာပဲဗောနော်ဒီကိုရီးယားဒါအုပ်စုဇီယာသွားလိုက်မယ်နော်အုပ်စုဇီယာမှာဆိုရင်ဒါအုပ်စုဂျီဗောနော်အုပ်စုဂျီမှာနက်သလန်တင်းက6ဝက်ကန်တာနဲ့ရမတ်16မဲပိုလန်တင်းကလည်း6ဝက်ကန်တာနဲ့ရမတ်13မဲဆိုတော့ဒီနေ့တင်းကွာချက်ကရမတ်3မဲ3မဲပဲဟတာပဲဗောနော်ဒီနေ့ဒါကြောင့်ပိုလန်အနေနဲ့ဒါအင်ကွင်းမှာနက်သလန်နိုင်မယ်ဆိုရင်ရမတ်2 16မဲ16မဲဆိုတော့ဒါအုပ်စုဘူနေရာအတွက်ကိုဒါ ဟိုအခွင့်အရေးလမ်းတော့ရှိရပါတော့ဒီအုပ်စုစင်တက်ကတော့ဒါကားပလာဒါရိုက်ဝင်ခွင့်ရမယ်အစင်နစ်ကတော့ခြေစပွဲထက်ကန်အောင်ပါပေါ့နော်ဒါရိုက်ဝင်ခွင့်ရဖို့တက်တာပုံလန်နေနေကလည်းဒါကြိုးစားမယ်နေသားမျိုးတော့ရှိရပါတော့ကိုင်းတာလက်ရှိကြီးလေးသွားရမယ်ကြီးမှဆိုရင်ဒါနယ်သာလန်ဝေးကင်းဘက်ကနေတလုံးပလက်30ဂိုးပေါင်းစီးတလုံးပလက်35ဒီပေးတာရယ်နော်ဂိုးပေါင်းစီးကိုကြီးရမယ်ဆိုရင်တော့ဒါတလုံးပလက်30ဝေးကင်း1ပလက်30ကြီးမှတလုံးပလက်30ကြီးကဒါအင်ရှင်ကိုရနိုင်တယ်လို့ဒါတွက်လို့ရမယ်နော်ဒီဘက်ကဒါ ဟိုပိုကင်နေနဲ့ဒါ11လောက်ကိုတေး11နေပဲဒါကြည့်ရမယ်နေသားမျိုးတော့ရှိပါတော့ကိုင်းဒီနေ့ပွဲရတော့ဒါဂိုးပေါင်းတွေတော့တိတ်မစင်စားဘူးဒါ body ကိုပဲရွေးချယ်မှာပါနော် body ရွေးချယ်တဲ့အပိုင်းမှာဆိုရင်ပိုလန်နဲ့네덜란드ဒါ네덜란드ကိုယ်မှာတော့ပိုလန်သင်းနေနေကတေးတော့ဒါလုံးဝကိုကစားနိုင်တဲ့အနေသားမျိုးတော့ရှိတယ်လက်ရှိဒါပိုလန်ကလည်းအင်ကွင်းရာလတ်ပိုင်းနေမှာရာလတ် ကောင်းနေတယ်ပေါ့နော်အင်ကွင်းကိုဒါတော်တော်နေနေနဲ့အသင်းလူစင်းပြည့်ပြည့်စုံနေတာကစားတဲ့အနေထားမျိုးတော့ရှိတယ်လက်ရှိနယ်သာလန်ပေးတဲ့ body ဈေးကဒါအင်ကွင်းတော့1.50ကြီးပေးထားတယ်ပေါ့နော်နယ်သာလန်လက်ရှိပေးတဲ့1.30ကြီးကဒါကြီးတော့ပျော့ရလို့ပြောလို့ရတယ်ပိုလန်သင်းကိုပေးထားတဲ့ကြီးဒါနယ်သာလန်တစ်လုံးရနဲ့ဒါ30စားရမှာဆိုလဲဒါပုံစံမျိုးရှိနေပေါ့နော်ကိုင်းကတော့ဒီနေ့ပွဲရလို့ဒါနယ်သာလန်ကိုနည်းနည်းလေးစတက်နေတယ် အရှင်ပုံလန်အနေနဲ့ဒီနေ့ပွဲကိုတင်မောက်ရင်တော့ဒါအနိုင်အတွက်ကိုလုံးဝကြိုးစားလာမယ်လို့မြင်တယ်။ဒါကြောင့်ပုံလန်နဲ့နယ်သာလန်လုံးပွဲစဉ်မှာဆိုရင်ကိုရင်အကြိုက်ကတော့ပုံလန်အသင်း body လေးကြိုက်ပါနော်။ညီကိုနေနဲ့အကြိုက်တူလိုက်ကစားလို့ရပါတယ်။အကြိုက်မတူရင်တော့ပတ်ကန်ကစားလို့ရပါတယ်နော်။ကိုရင်ပထမပြောခဲ့တဲ့တော့ဒေကန် channel လေးကို join လာပေးပါဦး။ကိုရင်တို့ဒါ Gabla 70ပွဲတတရားနေမှာညီကိုတို့ပြန်ပြီးဆုံပါအောင်မယ်။ကိုရင်ကိုအားပေးတဲ့ဒါ Facebook က TikTok က YouTube ကိုညီကိုတောင်ချင်းဆိုင်ကြွေးကြွေးပါတယ်။အားလုံးဒီနေ့ရပါပဲနှုတ်ဆက်လိုက်ပါတယ်။